စေတနာက အရင်ခံပါဒီနေ့မှာဖမိုရဲ့တစ်တော်ဖာများဖြစ်တဲ့စိန်ပန်းရမိလောင်ပြင်ရကတဂါတဂါမတွေဖမိုတို့ကြောင်းမှာလာရောက်ပြီးတော့ကထိန်ခင်းကြပါတယ်မိလောင်ပြင်ရဆိုတာအားလုံးသိတယ်ငလျင်တုံးကမိလောင်သွားတဲ့ရက်ွက်ကြီးပေါ့နော်အဲ့တော့မိလောင်သွားပြီမဲ့လည်းပဲသူတို့ရဲ့ရင်ထဲကစေတနာတွေကတော့ပါမသွားပါဘူး လူကျင်တယ်တန်းကျင်တယ်ပေးကျင်တယ်ကန်းကျင်တယ်ဆိုတဲ့စေတနာတွေကတော့အပြည့်ရှိနေတော့ပါပဲ။ဒါကြောင့်မို့လို့ဒီနေ့မှာဘုန်းဘုန်းတို့အကြောင်းမှာကထိန်လာရောက်ပြီးတော့ခင်းကြပါတယ်။ဒီတကာတကာမတွေဒီနေ့လာရောက်ပြီးတော့လူတန်းတဲ့ကထိန်အလူတော်ကြီးဟာဘာဂုံပကာတနာမှမပါဘူး။ဘာလောကပကာတနာမှမပါဘူး။အဖြူတွေတက်တက်လာရောက်ပြီးတော့ခင်းတာဖြစ်ပါတယ်။ အားလုံးကတိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်ကြွေမွေးအခံပြီးတော့ပြီးသွားတာပါပဲ။ဘာလောကပကတနာမှမပါပါဘူး။နာနေဆက်ဆက်ပြီးတော့ဒါနာကောင်းမှုပြုတဲ့အခါမှာအဓိကစေတနာအရင်ခံဖြစ်ပါတယ်။စေတနာ အရင်ခံမကောင်းဘူးဆိုရင်ဘလောက်ပဲကြီးကျယ်တဲ့အလူကြီးတွေဖြစ်ပါစေဘလောက်ပဲနော်လူထင်ကြီးစရာအလူကြီးတွေပဲဖြစ်ပါစေဘလောက်ပဲခမ်းနားပါစေအဲ့ဒီအလူဒါနာအကျိုးမကြီးဘူးတဲ့။ဒါနဲ့ဆက်ဆက်ပြီးတော့ တခါတော့ကမြို့တစ်မြို့မှာပက်ဆံအရန်ချမ်းသာတဲ့တတိနှစ်ယောက်ရှိတယ်ပေါ့တတိတစ်ယောက်ကသူကအလူတန်းတွေအများကြီးပေးတယ်သူလူတဲ့အလူတန်းဟာလည်းပဲလူထင်ကြီးစရာအလူတွေကြီးပဲဂုံတုဂုံပြိုင်တွေလူတယ်လောကပကာသနာတွေဖက်ပြီးတော့မှလူတယ်အဲ့တော့အမြဲတမ်းနေစဉ်နေတိုင်းလို့ तू ကအလူတန်းနေလောက်တယ်။ဟိုတတိတယောက်ကတော့ပြင်အဲ့ဒီလိုမဟုတ်ဘူး။ तू ကတူတန်းနိုင်သလောက်ကလေး ်လူတယ်သူတတ်နိုင်တယ်လောက်သူပေးနိုင်တယ်လောက်သူကျွေးနိုင်တယ်လောက်ကလေးပေးတယ်ပေးတယ်ကျွေးတယ်ဒီလိုလေးနေခဲ့တာပေါ့နော်အဲ့တော့ဟိုဂုံပကသနာတွေကိုမဲ့ပြီးတော့လူထင်ကြီးစရာအလူတွေကို များစွာ လူတဲ့တတိကတော့များမကြမီပဲဆင်းရဲသွားပါတယ်ဆင်းရဲသွားတဲ့အခါမှာလင်မယားနှစ်ယောက်တိုင်ပင်ကြတယ်ငါတို့လှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေပဲကြံတော့တယ်တို့မှပစ္စည်းဥစ္စာတွေမရှိတော့ဘူးတို့ဘယ်လိုလုပ်ကြရင်ကောင်းမလဲလို့တိုင်ပင်တော့ ကိုရဲတဲ့ကျုပ်တို့လောက်ထားတဲ့ကုသိုလ်ကောင်းမှုတွေကိုကျုပ်တို့တငယ်ချင်းထံမှာသွားရောက်လိုက်ရင်မကောင်းဘူးလားလို့ဒီလိုပြောပါတယ်။ဒါနဲ့သူတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုအစူးစူးတွေကိုတငယ်ချင်းထံမှာသွားရောက်ကြမယ်ပေါ့။လက်များနှစ်ယောက်တိုင်ပင်ပြီးတော့ထွက်လာကြတယ်။လမ်းခီးတစ်လျှောက်မှာဇရက်ပြက်ဇရက်အိုလီတစ်ဆောင်တွေ့တယ်။အဲ့ဒီအပေါ်မှာဝင်နားတယ်ပေါ့လေ။အပန်းဖြေဝင်နားတယ်။ပါလာတဲ့ထမင်းတုပ်လေးဖြေပြီးတော့စားမလို့လုံနေတော့ စားမလို့လုံနေကြတော့ခွေးပိန်လေးတကောင်ဟာအမီးလေးတနက်နက်နဲ့သူ့နားကိုကတ်လာတယ်။ဒီပုဂ္ဂိုလ်တွေကလည်းငကိုတွေကစိတ်ကောင်းတတ်ခံတရားတရားတတ်ခံလေးကရှိတော့ကိုရဲ့တဲ့ခွေးပိန်လေးငှက်နေချာတာနဲ့တူတယ်တဲ့ကျွေးလိုက်ကြရအောင်ဆိုတော့လင်မယားနှစ်ယောက်သူ့တို့စားမဲ့ထမင်းတုပ်လေးကိုဖြည့်ပြီးတော့ခွေးပိန်လေးကိုကျွေးလိုက်တယ်။ခွေးပိန်လေးကလည်းဗိုက်တားဆာလုံးတော့အကုန်လုံးစားပလိုက်တယ်ပေါ့ဗျာ။ဒါနဲ့သူတို့ကဓာတ်လေးကိုကြီးပြီးတော့မှစိတ်ထဲမှာကြည်နုပီတီဖြစ်နေကြတယ်ပေါ့ ဒါနဲ့ရေအဝတော့ခီးဆက်လျှောက်ခဲ့ကြပါတယ်ခီးဆက်လျှောက်ပြီးတော့တငယ်ချင်းရှီကိုရောက်တဲ့အခါမှာတငယ်ချင်းရေငါတို့ကတော့ဒီလိုဒီလိုပဲကွာတဲ့ဘာမှမရှိတော့ဘူးငါတို့လူထားတဲ့ကုသိုလ်ကောင်းမှုအဆူဆူတွေပဲကြံတော့တယ်တဲ့ဒီကုသိုလ်ကောင်းမှုအဆူဆူတို့ကိုမင်းကငါတို့ရောင်းကျင်တယ်တဲ့ဝဲမလားတဲ့အဝဲမှာပေါ့တဲ့ငါလည်းကုသိုလ်ကောင်းမှုတွေရကျင်တာပဲတဲ့အဲ့ဒါနဲ့ချိန်ဝင်ဖို့တင်လိုက်တယ်ပေါ့ဗျာကုသိုလ်ကောင်းမှုတွေချိန်ဝင်ဖို့တင်လိုက်တော့ ုသိုလ်ကောင်းမှုသူတို့လုပ်ထားတဲ့ကုသိုလ်ကောင်းမှုတိုင်းကုသိုလ်ကောင်းမှုတိုင်းဟာအလေးကတက်မလာအောင်ငွေဘက်ကပဲအလေးကသားနေတယ်ဇရလူတဲ့ကုသိုလ်တွေအကြောင်းလူတဲ့ကုသိုလ်တွေရှင်ပြူတဲ့ကုသိုလ်တွေအများကြီးပဲတကူကြီးတကူတင်လိုက်တာ အလေးကတက်မလာအောင်တကယ်ကြီးရဲ့တဲ့မင်းအလေးမင်းကုသိုလ်ကလည်းဘာမှအလေးမတက်ပါလားကွာတဲ့ကြံသေးလားတဲ့စဉ်းစားကြည့်ပါဦးတဲ့အဲ့နဲ့သူတို့လန်ခီးတစ်လျှောက်မှာ ခွေးပိန်လေးကိုကြည်ကြည်နက်နက်အားရပါးရလူခဲ့တဲ့အလူလေးကိုသွားတတိရတယ်။အဲ့ဒီအလူလေးတခုတော့ကြံသေးတယ်ကိုကြီးလူလိုက်ကြစို့လို့အဲ့ဒီအလူလေးကိုချိန်ခွင်ပေါ်တင်လိုက်တော့အဲ့ဒီကုသိုလ်ကောင်းမှုဘက်ကအလေးကတာဝါတယ်တဲ့။အလေးကတာဝါတယ်။ဟာနဲ့ဟိုတငယ်ချင်းကဟာမင်းကုသိုလ်ကောင်းမှုကတဲကြီးပါလားတဲ့။သူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေအဲ့ဒီပေါ်ကိုတင်တယ်၊ရွှေတွေတင်တယ်၊ငွေတွေကင်းတယ်၊ကြောက်တံမရမများတွေတင်တယ်။ ဟိုကုသိုလ်ကောင်းကိုဘယ်ဟာမှအရှင်လုံးပြောက်ဘယ်ပစ္စည်းဥစ္စာမှအရှင်လုံးပြောက်အလေးသာနေတယ်တဲ့ဒါနဲ့တကယ်ချင်းဖြစ်တဲ့သူကမေးတာပေါ့မင်းဘာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့ဒီလောက်အလေးသာနေရတာလဲလို့မေးတော့အေကွာငါတို့လန်ခီတျှောက်မှာသမင်းဖြီစားမယ်လို့တော့ခွေးပိန်လေးလာတောင်းတာနဲ့ကျွေးလိုက်တာတဲ့အဲ့ဒါလေးကိုငါစိတ်ထဲမှာလဲအခုတက်တိကျင်းတ်ပီတီဖြစ်နေရတော့ပဲတဲ့အော်ဒါကြောင့်မို့တဲ့အဓိကကစေတနာကအရင်ကံပဲကွာလို့ပြောတဲ့ ဲ့တော့ဟိုတတိကသူပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုတင်းရင်တင်းရင်နဲ့အလေးကလည်းဒီကုသိုလ်ကောင်းမှုအလေးကိုမတားတော့ဘူးလို့ဒီလိုပြောတယ်နော်။ငါနဲ့အဲတငယ်ချင်းဒီလိုလုပ်ကွာတဲ့။ငါပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတဝက်ကိုအမင်းကိုပေးလိုက်မယ်တဲ့။မင်းဒါလေးနဲ့သုံးပေါ်တဲ့။လုပ်ငန်းတွေလုပ်ပေါ်တဲ့ဒီလိုပြောပါတယ်။ဒါလေးကတော့တန်ရာကြီးဆန်းဆန်းလေးပါပဲ။တိုးတော်လေဒါကဘာပြောချင်တာလဲလို့ဆိုရင်ညောင်စေးလောက်လူရင်ညောင်ပဲကြီးလောက်ရတယ်။ အခါတလေမှာညောင်ပင်ကြီးလောက်လူပင်မဲ့လည်းပဲညောင်စေးလောက်လေးရတာမျိုးတွေလည်းရှိတယ်။ဒါနာကောင်းမှုတွေလုပ်တယ်ဆိုတာကတချို့ဆိုရင်လောကပကာတနာတွေခုံပကာတနာတွေကိုဖက်ပြီးတော့မှ လူတဲ့အလူအတန်းတွေဟာဘာနဲ့ဥပမာတူလဲလို့ဆိုရင်အဲတချို့အဲအိုးတွေပုတ်တွေလှဲပေါ်တင်ကားပေါ်တင်ပြီးတော့ရောင်းတဲ့လူတွေရှိတယ်လေ။အဲ့ဒီအိုးတွေပုတ်တွေဟာကြည့်လိုက်ရင်တော့ ကြီးကြီးတွေပဲခန့်ကညာကြီးတွေပဲတိုးတော်လဲသူ့ရဲ့တန်ကြီးကနည်းနည်းလေးပဲရှိတယ်။ဟောကုသိုလ်ကောင်းမှုတွေပြုပြီးတော့စေတနာကိုအရင်ခံပြုတဲ့ကုသိုလ်ကောင်းမှုမျိုးကြတော့ဘာနဲ့တူလဲလို့ဆိုရင်ရွှေတွေငွေတွေကြောက်တံပရမများတွေရောင်းတဲ့ရွှေကုံတယ်စိန်ကုံတယ်ဒီလိုပဲတဲ့။သူတို့ကတော့ကြည်လိုက်ရင်တည်တည်မွားမွားလေးထင်ထင်ရှားရှားမရှိဘူး။တိုးတော်လဲပဲသူ့ရဲ့တန်ကြီးဟာတိမ့်ချီတောင်းချီပြီးတော့မှအများပြလွန်းနေတဲ့။ဒီတိုင်းပါပဲ။ ။ဒါကြောင့်မို့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာလောကပကာတနာတွေ၊ဂုံပကာတနာတွေ၊လူအချင်းလူအထင်ကြီးစရာတွေထက်ကိုကိုလိုလိုက်တဲ့ကုသိုလ်ဟာဒီကုသိုလ်ကောင်းမှု လုပ်တဲ့အထက်မှာကြည်ကြည်နက်နက်ဖြစ်ရလား။နော်။စေတနာအရင်ခံပါရလားဆိုတာပြန်လဲပြီးတော့မှသုံးသပ်ဆင်ခြင်ရမှာဖြစ်ပါတယ်။ဟာအလုံးပဲဒါနာကောင်းမှုပြုတဲ့အခါမှာစေတနာကိုအရင်ခံထားပြီးတော့မှပြုကြမယ်ဆိုရင်ညောင်စေးလောက်လူပြင်မယ်လည်းပဲညောင်ပင်ကြီးလောက်ကုသိုလ်တွေ ရရှိသွားကြမှာဖြစ်ပါတယ်လို့ပြောခြင်းပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။